တောက်သုံးရေချပါနေတဲ့ရခိုင်ပြည်နယ်တွင်းကကြေးဝဲတစ်ခုမှာနေဝင်ချိန်မှာလူငယ်လူရွယ်တွေရေခက်နေကြတာပါရိုးထဲမှာရှိတဲ့ရေကန်ဟာရေခမ်းချောက်သွားတာကြောင့်ရိုးနဲ့တမန်ခိုင်ဝေးတဲ့ရေကန်ကနေတောတောင်တွေကိုဖျက်ကျော်ပြီးခြေကျင်ရေခတ်နေရတာလေးဖြစ်ပါတယ်။ ဒါဟာဒီယောကလူငယ်တွေအတွက်တော့နေ့တူတူကအလုပ်တစ်ခုလဲဖြစ်နေပါတယ်